မင်္ဂလာပါဆရာမတို့ဒီနေ့ဆက်သွားမယ့်ကောင်းစဉ်ကတော့စာမျက်နှာ104မှာရှိတဲ့နှစ်နာရီတရိကံနဲ့သုံးနာရီတရိကံများကိုစာရွက်ခောက်ပြီးပြုလုပ်ကြမယ်ဆိုတဲ့ကောင်းစဉ်ပဲဖြစ်တယ်။ဆိုတော့နှစ်နာရီတရိကံနဲ့သုံးနာရီတရိကံတွေကိုဘာကြောင့်ဒီနည်းနဲ့ရနိုင်တယ်လဲရှင်းပြကြပါမယ်။အဲ့တော့အရင်ဦးဆုံးဆရာမတို့ဘာလို့မှာလဲဆိုတော့နှစ်နာရီတရိကံလုပ်မယ်။ အဲ့လိုနနာညီ trigger လုပ်ဖို့ရန်အတွက်ဒီလိုမျိုးစာရွက်ဒီလိုမျိုးစာရွက်အညီပေါ့နော်ဒီဘက်အလျာဒီဘက်အလျာဒီဘက်ဒါအကုန်လုံးတူတယ်စာရွက်တရွက်ကလေးကိုဆရာမဒီမှာဆီစဉ်ထားတယ်အဲ့ဒီစာရွက်ကိုသူကအရင်ဦးဆုံးအလဲရနဲ့ခောက်ပါဆိုဆရာမခောက်လိုက်မယ်နော်အလဲကနေခောက်လိုက်မယ်ဆိုတော့ဒီမှာအလဲတက်တဲ့ကနေခောက်ပေးရမယ်နော်အလဲအလဲမကြဘူးဆိုလို့ရှင်ဆရာမတို့လိုချင်တဲ့အာဒီနနာညီ trigger ကိုရမှာမို့ဆိုတော့အလဲတက်တဲ့လေးရနေလေတက်တက်ကြအောင်ခောက်လိုက်မယ် ကဲဒီလိုခောက်ပြီးသွားပြီဆိုလို့ရှိရင်ဆံမတော့ဘာလို့လို့ရသွားပြီလဲဆိုတော့သူကဘာလို့ခိုင်းလဲဆိုတော့ဒီကနေပြီးတော့မှမြင်းကလေးတစ်ချောင်းဆွဲလိုက်မယ်မြင်းတစ်ချောင်းဆွဲပြီးမြင်းအတိုင်းဖြတ်ပါဆိုဆံမတော့မြင်းလေးတစ်ချောင်းဆွဲကြည့်အောင်နော်ကဲကြည့်အောင်ဆံမကဒီကနေပြီးတော့မှဒီအစွန်မှတ်ကလေးကနေပြီးတော့မှ မြင်းလေးတစ်ချောင်းဆွဲလိုက်ဟုတ်ပြီနော်အဲ့ဒီမြင်းကလေးဘယ်လိုဆွဲဆွဲရဒီလိုဆွဲခြင်းလဲရတယ်နော်ဒီလိုဆွဲခြင်းလဲရတယ်ဆံမတော့ဒီလိုဆွဲခြင်းလဲရစိုက်တယ်လို့ဆွဲအဲ့လိုမျိုးလေးဆွဲလိုက်မယ် ကဲဒါဆိုလို့ရှိရင် तू ကဘာလို့ခိုင်းလဲဆိုတော့စာရွက်ကိုပြန်ဖြန့်လိုက်ပါတဲ့အဲ့တော့ကျွန်တော်ဒီလိုဖြန့်ရင်ကြတော့တွေ့ကံညာမမြင်ရတော့ဒီလိုမျိုးလေးဖြန့်လိုက်ဟုတ်ပြီနော်လိုဖြန့်လိုက်တဲ့အခါမှာဆရာမတို့ဘာရလဲဆိုတော့ဒီလိုမျိုးလေးရင်းတားထားတဲ့နေရာအတိုင်းကလေးကိုဆရာမတို့ကက်ချီလေးနဲ့ဖြန့်လိုက်အဲ့ဒါဆိုရင်ဘာရသွားမလဲဆိုတော့နန်းနာညီတွေ့ကံရသွားမယ် ကဲဆရာမတို့ပေးထားတဲ့မြင်းအတိုင်းဖျက်ချလိုက်တဲ့အခါမှာဘာရသွားပြီလဲနနာညီတတိကံရသွားပြီအဲ့တော့ဆရာမတို့ဘာကြောင့်နနာညီတတိကံရတာလဲဆိုတော့ခောက်ချလိုက်ပြီးတော့မှမြင်းတကြောင်ဆွဲလိုက်တယ်အဲ့လိုဆွဲလိုက်တဲ့အခါမှာဒီဘက်ဒီမြင်းဒီမြင်းနဲ့ဒီမြင်းနဲ့ဒီတူတူပဲမဟုတ်ဘူးလားအဲ့ဒီခါကျတော့ဘာရသွားတာလဲနနာညီတရိကံတစ်ခုကိုရသွားတယ်ဒီတရိကံဘာတရိကံလဲနနာညီတရိကံပေါ့ဒီဘက်အနာရဲ့ဒီဘက်အနာရဲ့ညီတယ်နနာညီတရိကံတစ်ခုဖြစ်တယ်ညာပြီလား နောက်တစ်ခုဆက်ကြည့်မယ်သူကကြတော့ပုံစံတူအပိုင်းနှစ်ပိုင်းခောက်ပြီးပြန်ဖြန့်မယ်ဒီအတိုင်းလေးပဲဒီလိုစာရွက်အတိုင်းကလေးကိုပြန်ပြီးတော့ခောက်လိုက်မယ်ခောက်ပြီးတော့ဖြန့်ပါတဲ့ဆိုတော့ဆရာမလို့ကြည့်အောင်နော်အဲ့တော့သူပြောထားတဲ့အတိုင်းခောက်လိုက်ပြီခောက်လိုက်ပြီးတော့မှပြန်ဖြန့်ပါဆိုတော့ပြန်ပြီးတော့ဖြန့်လိုက်မယ်ပြန်ဖြန့်လိုက်မယ်ဟုတ်ပြီနော်ပြန်ဖြန့်ပြီးသွားပြီဆိုလို့ရှိရင်သူကဘာဆက်ပြောလဲဆိုတော့အမက် A နေရာကိုခောက်ရိုးပေါ်မှာမှတ်သားပြီးစာရွက်ကိုပြန်ဖြန့်မှာအမက် A ဆိုတော့ဒီနန်းနေရာ ီနေ့啊ဆိုတော့ဆရာမတို့ကသူ့ကိုမြင်လို့ကြည့်လို့ရအောင်ဒီမျိုးလေးတုံလိုက်အဲ့တော့အမတ် A နေရာဆိုဒီနေရာလေးဒီနေရာလေးဆိုတော့ဒီလိုနေရာလေးဒီလိုနေရာလေးရတယ်ဆရာမတို့ဘာလို့မှလဲဆိုသူ့ကိုခောက်သူ့ကိုခောက်ပြီးတော့မှဒီရောက်တဲ့နေရာလေးဒီနေရာလေးမှာဒီမှာရောက်အောင်ဒီဆရာမတို့ခောက်ယူနေအကိုက်ဖြစ်အောင်ခောက်လိုက်ဟုတ်လားဆိုတဲ့အခါကျတော့ဆရာမတို့ကဘယ်လိုလုပ်မှလဲဆိုတော့အဲ့လိုခောက်ချလိုက်တဲ့အခါမှာဒီက take ရဲ့ တဝက်ကနေခွက်တိခောက်ချလိုက်။ဟုတ်ပြီနော်ဆိုတော့ဒီလိုမျိုးလေးအဲ့တော့အဲ့လိုလေးကိုတတိလေးထားပြီးတော့ခောက်ပေးမယ်။ကြောက်ပြီးဆရာမတို့ကခောက်ချလိုက်ပြီးခောက်လိုက်တဲ့အချိန်မှာ तू ကဘာလုပ်ခိုင်းလဲဆိုတော့ဆာရွက်ကိုခောက်ပြီးတော့မှမြင်းဆွဲပါ၊မြင်းအတိုင်းဖြက်ဆွဲပါတဲ့။အဲ့တော့ဆရာမတို့ဒီလမ်းလေးကဒီ A ဆိုတဲ့ခုနကဒီ A လေးကဒီလမ်းလေးကိုရောက်လာတယ်။ ဟုတ်လားဒီနန်းလေးကိုရောက်လာတာဆိုဒီနန်းလေးဒီနေရာလေးကိုဆိုတော့အမှတ်ကလေးမှတ်လိုက်မယ်။ तू ကဘာလုပ်ခိုင်းလဲဆိုစာရွက်ကိုပြန်ဖြန့်ပါတဲ့။ပြန်ဖြန့်ပြီးတဲ့ခါကျတော့ဒီလိုမျိုးလေးပြန်ခောက်ပါတဲ့။ပြန်ခောက်ပြီးလို့ရှိရင်ကျတော့ဆံမတို့ဒီမှာရှိတဲ့အမှတ်ကလေးနဲ့ဒီဘက်အမှတ်တွေကိုစာရွက်ကိုခောက်ပြီးမြင်းဆွဲပါဆိုတော့ဘာလုပ်ပေးရမှာလဲ။မြင်းဆွဲပေးရမယ်။ကဲဟုတ်ပြီဒီနန်းလေးကနေပြီးတော့မှဒီကထိတ်ကလေးကိုဆံမတို့ထိတ်ဆွန်းကလေးကိုပေါ့နော်။ ဖြတ်ချပြီးတော့ဆွဲချပလိုက်မယ်ဒီဘက်ရပြီဒီဘက်ကိုလည်းပဲအဲ့ဒီအတိုင်းကလေးပဲဒီမှာရှိတဲ့အမှတ်ကလေးနဲ့ဒီဘက်မှာမလုပ်ပေးမလဲဆိုသူ့ကိုဆက်လိုက်မယ်နော်အမှတ်ကမမြင်ရတော့ဆရာမဒီမှာမြင်အောင်လေးလုပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာရှိတဲ့အမှတ်ကလေးနဲ့ဒီမှာရှိတဲ့အမှတ်ကလေးနဲ့ကိုဆက်ချလိုက်မယ်ဟုတ်လားကဲဒါဆိုတော့ဆရာမတို့ရဲ့ပုံကဒီလိုမျိုးလေးရလာတယ်။ဒါကိုဆရာမတို့ဘာလုပ်မှာလဲဆိုတော့ပြန်ခောက်လိုက်ပြီးတော့မှာ ဒီမြင်းအတိုင်းလေးကိုကက်ချီလေးနဲ့ညှက်လိုက်တော့မယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ဆရာမတို့ဒါဗာရသွားပြီလေသုံးနာညီတိကံကိုရှာသွားပြီဟုတ်လားသုံးနာညီတိကံဆရာမတို့ဒီလိုခောက်လိုက်တာเนาะခုနကသတိထားမိမယ်ထင်ပါတယ်ဒီအနားလေးနဲ့ညီတဲ့အလျားတွေကိုလိုချင်လို့ဒီဘက်ခောက်လိုက်တဲ့အခါမှာဆရာမတို့ကဒီနှစ်ဖက်စလုံးဒီဘက်အနားဒီဘက်အနားဒီအနားသုံးနာစလုံးရဲ့တူညီတဲ့အလျားရှိတဲ့တိကံတစ်ခုသုံးနာညီတိကံတစ်ခုကိုရှာသွားပြီဒါပြီနော် ဲ့တော့နောက်တစ်ခုသွားမယ်3000ကျင်တွယ်တွေရဲ့ down တွေကိုခူးယူရအောင်တဲ့အဲ့ခါကျတော့3000ကျင်တွယ်တစ်ခုဒါကကျတော့ A ဆိုပြီးတော့ဒီမှာ A လေးကိုကူးထားလိုက်တယ် B ဆိုရင်မှ B လေးကိုကူးထားလိုက်တယ် C ဆိုရင်မှ C ကိုဆွဲထားလိုက်တယ်ပြီးတော့ဒါကကျတော့ D ကိုဆွဲထားလိုက်တယ် E ဆွဲလိုက်တယ် f ကိုဆွဲတဲ့ဒါနာအမိရတော့ကိုကနေကိုနာမည်ပေးလိုက်တာပေါ့နော်။ကဲဒီထဲမှာဘယ်ဟာတွေကတောက်မှန်ကြီးလဲ။ဘယ်ဟာကတောက်မှန်လဲ။ဒါတောက်မှန်ပေါ့။ c ကတောက်မှန်။ e ကတောက်မှန်။ ဆိုတော့ဒီဟာက၃000ကျင်တွေကိုတုံးပြီးတော့မှဆွဲပေးရမယ်။အဲ့ဒီမှာသူကနာအမိတွေပေးတဲ့အခါမှာဆင်မရချစ်ချင်အောင်နော်။သူကဘာတွေကိုအာဒီပေးထားတယ်လဲဆိုပြီးတော့ပေါ့နော်။အဲ့တော့ကိုယ်အဆင်ပြေတာလေးပေးလို့ရပါတယ်။ဥပမာပေါ့ဆင်မရဒါသည်ဒီလိုလေးထားလိုက်ပြီးတော့မှ C ကိုဆွဲကျင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးထားဒီလိုမျိုးလေးဆွဲချလိုက်လို့ရှိရင်ဒါ C ရသွားရောဟုတ်လားတကယ်လို့ကိုက A ကိုဆွဲကျင်တယ်ဒါလေးက A เนาะ A ကိုဆွဲကျင်တယ်ဆိုရင်ဒီလိုမျိုးလေးထား ထားလိုက်နော်အဲ့လိုထားလိုက်ပြီးတော့မှဆီယမမဆွဲပြတော့ဒီလိုမျိုးလေးကဲဒါ A ကိုဆွဲပြီးသွားပြီဒီနေရာလေးက A လို့ရေးလိုက်ရုံ B ကိုဆွဲချင်တယ်ဆိုဒီနေရာကိုက B ပေးထားတယ်ဆိုရင် B ကိုဆွဲတော့မယ် B ကိုဆွဲတော့မယ်ဆိုတာဒါလေးရ B အဲ့တော့ဒီဘက်လဲထားတော့ကလေးတွေကဒီဘက်လဲပြီးပဲဆွဲကျင်နေဆိုလို့ရှိရင်လည်းဆွဲလို့ရတယ်เนาะဒီမျိုးလေးထားလိုက်တေချာလေးကက်ပြီးတော့ထားပြီးတော့ဒီမျိုးလေးဆွဲချလိုက်လို့ရှိရင်ဒါ B ဆိုတဲ့နေရာလေးကိုရသွားပြီ ဟုတ်ပြီเนาะဆိုတော့ဆမ်မရာဒီ3000ဂျန်ရီကိုသုံးပြီးတော့မှအဲ့လိုနေနဲ့ဒေါင်းတွေကိုဆွဲလို့ရတယ်ဟုတ်ပြီနော်အဲဆီယမရဲ့ဂျင်တွေကတော့ဒီနောက်မှာဒီလိုလုံးလုံးလေးဖြစ်နေတာဖြစ်လို့ဒီနေ့လေးမှာအလုံးကလေးပုံစံမျိုးဖြစ်နေတယ်တကယ်တော့ဒေါင်ကလေးဖြစ်နေရမယ်နော်ဒီလိုမျိုးဒီအလုံးလေးဖြစ်နေဆိုဒီလိုလေးလာရမယ်ကဲဒါဆိုကြည့်ရအောင်ဒေါင်တဒေါင်ကို အမတ်တစ်ခု၌စုံသည့်မြင်းနဲ့ចောင်းဖြင့်ဖွဲ့စည်းထားသည်ဒေါင်ဆိုတာကအမ်ဒီအမတ်တစ်ခု ဲ့ဒီအမတ်ဒီအမတ်လို့ဆိုရင်မတို့ယူဆရအောင်အဲ့ဒီအမတ်နေရာမှာမြင်တကြောင်းလာစုံလေကဲဒီလိုလေးစုံလိုက်တော့ဒီနေရာဒီ down ဆိုပြီးတော့ဖြစ်လာဒါမြင်တကြောင်းဒါမြင်တကြောင်းဒီနေရာဒီ down လို့ဖြစ်လာတယ်ဒီအထဲတဲကဒါလေးကို down ဒါကတော့ down zone အစွန်ကလေးဖြစ်တဲ့အတွက်ကြောင့်မလို့ down zone လို့ခေါ်တယ်ဆိုတော့ဒီ a b c d e f မှာ c နဲ့ f ဒီ down man ဖြစ်တယ် down man ဆိုတော့ဒီမှာဒီနေရာလေးဒီလိုမျိုးဆွဲလိုက်လို့ရှိရင်ဒါ down man အတဲ့ကလေးဖြစ်နေတယ် ဟုတ်ပြီလားဒါနဲ့ဆွဲမယ်ဆိုလို့ရှိရင်ကြတော့ဒီလိုမျိုးလေးဒါဒီတောက်မယ်ဖြစ်တယ်ပြောပေါက်တယ်နော်ဒါလေးကတောက်မယ်ဖြစ်တယ်ကြည့်လားဆိုရင်ကလေးတို့ကတောက်မယ်သိသွားပြီနောက်တစ်ခုဒီဘက်ကကြည့်ရအောင်ခခွေးမှာသူကဘာပြောလဲဆိုတော့ A နဲ့ B ရဲ့အရွယ်အစားကိုစက်ကူတစ်ခုပေါ်မှာထက်ပြီးတော့နိုင်ရှင်ရတကယ်တော့ဆရာမတို့ကဆွဲပြီးတော့မှဖြစ်လိုက်ရမှာဟုတ်ပြီနော်ဆရာမတို့ဖြစ်ပြီးတော့မဆွဲတော့ဘူးဒါက A တော့ဒါက B တော့ဆရာမတို့သူ့ကိုကတ်လိုက်တယ် A down နဲ့ B down နဲ့ကိုကတ်လိုက်တယ်။ဥပမာဆရာမတို့ခုနကဒါလေးကို A ထားထားတယ်ဆိုလို့ရှိရင်ဒီ A down ဒီလိုမျိုးဆွဲထားတဲ့ A down နဲ့ B down ကဥပမာဆရာမတို့ကဒီနန်းထားထားတာတကယ်လို့ D down လေးပေါ့နော် D down မဟုတ်ဘူးဆရာမဒါလေးထားပြီးတော့လှုပ်ကြည့်မယ်ဆိုလို့ရှိရင်ကြတော့ဒီလိုမျိုးလေး down ကလေးဒီဘာဖြစ်သွားလဲဆိုတော့ကြီးသွားတယ်ဟုတ်လားဆိုတော့ဆရာမတို့ကဖြတ်ပြီးတော့ဒီစာရွက်ကလေးကိုတစ်ခုနဲ့တစ်ခုထပ်ကြည့်မယ်ဆိုတဲ့အခါမှာ तू ကဘာလဲဆိုတော့အာဒီတကယ်တော့ စာရွက်ကလေးနဲ့ဆွဲပြီးတော့မှကက်ချီလေးနဲ့ဖြတ်ပြီးတော့ထက်လိုက်လို့ရှိရင်ပို့ပြီးအဆင်ပြေတယ်။သူကအဓိကဘာပြောချင်တာလဲဆိုတော့ဒီတောင်ကလေးကအချင်းချင်းလေးသူနဲ့လာပေါင်းလိုက်တဲ့အခါမှာတောင်ဒီတောင်ကျဲကြီးဖြစ်သွားပြီဆိုတာမျိုးပြောချင်တာ။ဒီမှာတောင်ဒီနဲ့အီးနဲ့ကြတော့တူတယ်ဆိုတာလေးကိုပြောချင်တာ။ဒါပြီနော်။ဆိုတော့တောင်တစ်ခုကြီးအရွယ်စားသည်အနာများဤအလျားများအပေါ်မူမတီပါဘူးတဲ့အနာတွေရဲ့အလျားနဲ့ဘာမှမဆိုင်ဟုတ်ပြီနော်အလျားကိုဆယ်မလို့ရှိရှိလေးဆွဲလို့ရတယ်ဒါရှိရှိလေးဆွဲလို့ရတယ်ဒါက တောင်းတောင်းဆရာမတို့ကအလျားကိုတူတူလေးဆွဲပြီးတော့မှတောင်းကကြဲကြဲကြီးဆွဲလို့ရတယ်ဒါကတောင်းချင်းဟုတ်ပြီလားအဲ့ဒါမျိုးပြောချင်တာနော်မပေါ့လားအဲ့ခါကျတော့ဒီတောင်းနေရဲ့အရွယ်အစားဆိုတာကအနားတွေရဲ့အလျားနဲ့လုံးဝမဆိုင်ပါဘူးဘာနဲ့ပဲဆိုင်တာလဲဆိုတော့အနားများသည်မြည်မြကြဲကြဲဖွင့်ဟထားတယ်လေဒါသည်ဖွင့်ဟထားတာနော်တကယ်လို့ဒါဒီလိုဆွဲပြီးတော့မှ ဒီလိုဆွဲလိုက်မယ်ဆိုရင်ဒီတောင်ကြီးဆိုရင်တော့တောင်ကျယ်ကြီးဖြစ်သွားတယ်အကျယ်ကြီးဖြစ်သွားတယ်ဒီလိုလေးဆိုလို့ရှိရင်တော့ဒါချင်းချင်းလေးဖြစ်သွားပြီတောင်ချင်းဟုတ်ပြီနော်ဆိုတော့ပြောချင်တာကကြတော့တောင်ဆိုတာဒီအဲ့ဒီရဲ့အနားတွေရဲ့အလျားနဲ့ဘာမှမဆိုင်ဘူးအလျားပေါ်မှာမူတည်မနေဘူးအနားတွေကိုဘလောက်ထိအောင်ကြဲကြဲလေးဖွင့်ဟထားတယ်လဲဆိုတဲ့ပုံမှာပဲမူတည်ပါတယ်ဒီမှာဆိုရင်ဒါအနားဒီဘက်ကအနားဒီအမှတ်ကလေးမှာစုံတယ်ဒီဟာတောင် F ကလေး ဒီဘက်ကအနာဒီဘက်ကအနာဒီမှာဆုံလဲဒေါင်ကြီးကလေးဒီဒေါင်ကြီးဒီငယ်တယ်ဒေါင် F ဒီကြီးတယ်ဒါပဲပေါ့ဗျနော်အနာတွေရဲ့အလျားနဲ့မဆိုင်ပါဘူးတကယ်ဟုတ်ပြီငါ့ကိုကြည့်အောင်အောက်ကပုံလေးကဘယ်ဒေါင်ကအကြီးဆုံးဘယ်ဒေါင်ကအငယ်ဆုံးလဲခင်သိတယ်ဆရာတို့ဒီဒါလေးဆုံချင်းချင်းလေးဟုတ်လားဒါလေးကနည်းနည်းတော့ကြီးတယ်ဓမ္မရာဆိုရင်အကြီးကြီးပေါ့နော်ခဲ့တော့ဆိုရင်တောက်အေရာကြီးတယ်နော်တောက်ပြီးရတော့ကျင်းတယ်အကျဉ်းဆုံး ဲ့လောက်သိရပါပြီဒါဒီဘယ်တော့ကအကြီးဆုံးလဲဆိုတာဒီအကြီးဆုံးပေါ့တောင်းပြရကြတော့အငယ်ဆုံးပေါ့သူကအကြီးဆုံးနဲ့အငယ်ဆုံးပဲမိထားတာဆိုဆရာမတို့ကငယ်ကတို့ဘာမှပြောစရာမလိုတော့ဘူးဟုတ်ပြီနော်ကဲနောက်ခုကြည့်အောင်နနာညီတရီကန်တစ်ခုရဲ့တခုနဲ့သုံးနာညီတရီကန်တစ်ခုရဲ့တောက်များကိုဆာရွက်ခောက်ပြီးလေ့လာကြရအောင်ဆိုဆရာမတို့စီမှာခုနကဆွဲထားတဲ့တရီကန်တွေရှိတယ် ကြဟုတ်ပြီအဲ့တော့ခါကျတော့ဆရာမတို့ကဒီမှာရှိတယ်ဒီ3 gain တွေရဲ့အာတောင်းတွေကိုနိုင်ရှင်ကြည့်မယ်သူကို ABC လို့ပေးလိုက်တယ်ဟုတ်ပြီနော် ABC လို့ပေးပြီးတဲ့ခါကျတော့ A နဲ့ B ကိုထပ်ကြည့်လိုက်တယ် A နဲ့ B ကိုထပ်ကြည့်တော့ sorry B နဲ့ C ကိုထပ်ကြည့်တော့ B နဲ့ C ကတူတယ် A ကကြတော့ဒီ B ထက်ကိုနည်းနည်းလေးငယ်တာကိုတွေ့ရဘာကြောင့်လဲဆိုတော့ဒါဆင်မတို့နှစ်နာရီ3 gain ကိုတွားပြီးတော့မှစမ်းကြည့်နေဟုတ်ပြီနော်ဒီဘက်ကလည်း AB B ထက်ကိုအာဒီ C ထက်ကိုနည်းနည်းလေးငယ်နေတယ် ဟုတ်ပြီနော်အဲ့ခါကျတော့ဒါဒီပါလေနနာညီတရိကန်တနာနနာနနာညီဒီနနာညီလို့ရှိရင်ဒီနှစ်ထောင်တူတယ်ဆိုတော့ဆက်မတွေ့လိုက်ပြီဒီနှစ်ထောင်တူတယ် A နဲ့ကြတော့မတူဟုတ်ပြီလားဆိုတော့ဒီနနာညီတော့ဒီဒီနနာညီတော့ဒီနှစ်ထောင်တူတယ်ဟုတ်ပြီသုံးနာညီတရိကန်ကိုဆန်းကြည့်မယ်သုံးနာညီတရိကန်ကိုဆန်းတဲ့အခါမှာဒီ B နဲ့ C နဲ့ကိုအရင်ဆုံးထပ်ကြည့်လိုက် B နဲ့ C နဲ့ကိုထပ်ကြည့်လိုက်တဲ့အခါမှာ B နဲ့ C နဲ့ရဲ့အလျားဒီတူတယ် ဟုတ်ပြီနော်ဘီနဲ့စီနဲ့အလျားတူတယ်အီနဲ့စီနဲ့ထပ်ကြည့်တဲ့ခါကျတော့စီကပို့ပြီးတော့မှဂျဲတယ်ဒီဘက်မှာနည်းနည်းလေးထွက်နေရတယ်သူရဲ့နော်စီကပို့ပြီးတော့ជីတယ်အော် sorry စီအီနဲ့စီနဲ့မှာသူကတူတယ်ဗာជីမှလည်းဆရာမတော်ကဒီမှာနန်းနန်းညီနဲ့တွားပြီးမားပြန်ပြီဒီမှာတူတာကိုတွေ့ရတယ်ဒီဘက်မှာအီနဲ့စီနဲ့တူတယ်ဆိုရင်အီနဲ့ဘီနဲ့ကော အင်းနဲ့ဘီနဲ့လည်းတူတာပေါ့အင်းနဲ့ဘီနဲ့လည်းတူတာကိုတွေ့ရတယ်ဒါဆိုလို့ရှိရင်ဆရာမတို့ဒီကနေဘာကိုတွေ့ရှိသွားသလဲဘာကိုတွေ့ရှိလဲဆိုတော့နှစ်နာရီတရီဂန်ဆိုရင်2000တူတယ်3နာရီတရီဂန်ဆိုရင်3000တူတယ်ဆိုတာကိုတွေ့ရတာပေါ့ဟုတ်ပြီလား ကနတ်ခုကြည်အောင်နနာညိတရိကံတစ်ခုတွင်တူညီသောဓာတ်နှစ်ခုရှိသည်ကနနာညိတရိကံဒါကနနာညိတရိကံဆိုရင်သူ့ရဲ့ဓာတ်တူတာကဒါနဲ့ဒါနဲ့ဒီတူပါတယ်တဲ့ဆရာမတို့ခုနကဆန်းချပြီးသွားပြီနနာညိတရိကံဆိုရင်ဒီနှစ်ဓာတ်ဒီတူတယ်သုံးနာညိတရိကံဆိုလို့ရှိရင်သုံးဓာတ်လုံးကတူပါမယ်ဒါလည်းနနာညိတရိကံပဲဒီနနာညိတဲ့အခါမှာဒီနှစ်ဓာတ်ကညီမယ်ဘောက်တယ်နော်ကဲဒါဆိုရင်ဒီမှာတို့ကဘာပြထားလဲဆိုတော့ ပုံစံသူ3000ကျင်တွင်နှစ်ခုသုံးပြီးမတူညီသောတိကျန်3မျိုးပြုလုပ်ပါတယ်။အဲ့တော့ဆရာမတို့က3000ကျင်တွင်သုံးမယ်။3000ကျင်တွင်သုံးပြီးတော့မှသူကဒါကျတော့ဘယ်လိုသုံးထားလဲဆိုတော့ဒီလိုသုံးထားတယ်။ဒီလိုသုံးလိုက်တယ်။ဒီလိုသုံးလိုက်ပြီးတော့မှဒီလိုဆွဲလိုက်တဲ့အခါမှာမတူညီတဲ့တိကျန်နှစ်ခုရသွားပြီ။တကယ်လို့သူကနောက်တစ်ခုကဘယ်လိုသုံးထားလဲဆိုဆရာမစက်ကြည့်မယ်နော်။နောက်တစ်ခုကကျတော့ဒီလိုကတ်လိုက်တယ်။အဲ့ဆရာမတို့က နောက်တစ်ခုကိုကြတော့ဒီဟာကတူလာနှစ်ခုသုံးထားတယ်ဆရာမတို့စီမှာကြတော့တူလာနှစ်ခုကမရှိဘူးဟုတ်ပြီနော်ဒီကဒီအတိုင်းလေးပဲသူနဲ့ပုံစံတူတဲ့တစ်ခုနဲ့ဒီလိုမျိုးနနာညတိကံလုပ်လို့ရတယ်သူနဲ့ပုံစံတူတဲ့နှစ်ခုနဲ့သုံးနာညတိကံနနာညတိကံလေးလုပ်လို့ရတယ်နောက်တစ်ခုကကြတော့သူကဆရာမတို့စီမှာပုံစံတူတာမရှိဘူးမရှိတဲ့အခါကျတော့ဆရာမတို့ဒီလိုမျိုးလှုပ်လိုက်လို့လည်းရတယ် နော်ဒါပေမဲ့ဒီလိုလှုပ်လိုက်လို့ရှိရင်ကျတော့ဒီဘက်ကခြုံထွက်နေအဲ့ခါကျတော့ဆရာမတို့ဘာလို့လဲဆိုတော့အကြီးကဒီပုံစံတူတဲ့နှစ်ခုကိုလိုအပ်တယ်ဆိုတာလေးပဲဟုတ်ပြီလားဆရာမတို့စီမှာတော့ဒီကွန်ဘာတစ်ခုဆိုရင်ကွန်ဘာဘူးတစ်ခုထဲမှာဆိုလို့ရှိရင်ဒီမတူတာနှစ်ခုတော့ပါတာပေါ့လေအဲ့ဒီခါကျတော့ဆရာမတို့ဒီ အာဒီတူတဲ့သူ့ပုံသူ့ပြထားတဲ့ပုံစံအတိုင်းတော့လို့လို့မရတော့ဘူးဟုတ်ပြီလားတကယ်လို့တူတဲ့ပုံစံနှစ်ခုရှိရင်ကြတော့ဆရာတို့ကအဲ့ဒါလေးကိုလှုပ်ချလို့ရတယ်။ကဲဟုတ်ပြီဒီမှာနောက်တစ်ခုတဆယ်သွားရအောင်အရွယ်တူပုံစံတူတတိကံများကိုအောက်ပါအတိုင်းစီစဉ်ရအောင်ဆိုတော့ဒီမှာအဲသူကပုံသုံးပုံပေးထားတယ်။သူကဘာဘလို့တတိကံတွေကိုသုံးထားပါတလေတဲ့ပုံတပုံစီမှာဘလို့တတိကံမျိုးတွေသုံးထားတယ်လဲဆိုတော့ဒီမှာဆိုရင်ဒါလေးတနာနနာသုံးတာသုံးတာစလုံးညီတယ် ဒါဆိုရင်နနာညီဒါကနနာညီတွေ့ခဲ့ဒါက၃နာညီတွေ့ခဲ့ဒါလည်းပါလေ၃နာညီတွေ့ခဲ့ကိုတုံထားတယ်အဲ့တော့ဒီတိကံလေးကိုတုံးပြီးတော့မှဒီအောက်မှာရှိတဲ့ဒီအဆင့်ပုံစံလေးကိုဆွဲခိုင်းထားတာရှိတယ်ဆိုတော့ဆရာမတို့ဒီအဆင့်ပြည့်တယ်လို့မျိုးလေးဆွဲကြည့်ရအောင်ဟုတ်ပြီနော်ဒါလေးလည်းဆွဲကြည့်မယ်ဒါလေးလည်းဆွဲကြည့်မယ်ပထမအဦးဆုံးတော့ဆရာမတို့ဒါလေးကိုဆွဲကြည့်မယ်နော်အဲ့တော့လွယ်တဲ့နည်းလေးရှိတယ်အဒီ t-shirt guide ထဲကပြထားတဲ့နည်းတွေလည်းရှိတယ်ဆရာမတို့နှစ်နည်းလုံးဆွဲကြည့်မယ်ဆရာမတို့ပထမအဦးဆုံး၃နာရီသတိကံတစ်ခုဆွဲမယ်နော်၃နာရီသတိကံကိုဆွဲမှဖြစ်တဲ့အတွက်ကြောင့်မလို့၃နာလုံးညီတာဖြစ်တဲ့အတွက်ဆရာမတို့ကတကယ်လို့2စင်တီမီတာနဲ့ဆွဲမယ်ဆိုရင်အကုန်လုံးကို2စင်တီမီတာနဲ့ဆွဲရလိမ့်မယ်ဟုတ်ပြီနော်တကယ်လို့ကိုက3စင်တီမီတာဆွဲမယ်ဆိုရင်တောင်း3တောင်းလုံးဒီအဒီအနာ3နာလေးလုံးက3စင်တီမီတာနဲ့ဆွဲရလိမ့်မယ်ဆိုတော့ဆရာမပထမအောင်ဆုံး2စင်တီမီတာလေးနဲ့ဆွဲပြပေးမယ် ။ဟုတ်ပြီနော်။နှစ်မျိုးဆွဲပြပေးမယ်။အဲဒီပိုလွယ်တဲ့နင်းကိုပြီးမှပြောမယ်နော်အဲ့ခါကျတော့ဒီလိုမျိုးလေး20 cm ဆွဲလိုက်မယ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲကွန်ပါလေးနဲ့20 cm နော်ထောက်ထားလိုက်ဒါ20 cm အဲ့ဒီ20 cm ကဘာလုပ်မလဲဒီကနေထောက်ပြီးတော့ဒီလိုမျိုးလေးဆွဲချလိုက်နော်ဒါတော့နည်းနည်းလေးခက်တဲ့ပုံစံပေါ့လေဆီမှာလွယ်တဲ့နင်းကိုပြီးရင်ပြောပြပါမယ် ဲ့ဒါတတိကံတစ်ခုရသွားပြီဒီလိုရသွားပြီဆိုလို့ရှင်ဆရာမတို့ဒီဘက်မှာဆက်ဆွဲမယ်နော်အဲ့ဒီဘက်မှာဆက်ဆွဲမှာဆိုတော့လူလူလေးထောက်ဒီကနေထောက်သူကအကုန်လုံးဒီ2စင်တီမီတာနဲ့ပဲဆွဲမှာဖြစ်တော့ဘာမှပြဿနာမရှိဘူးဒီကနေဒီလူလူလေးဆက်ဆွဲလိုက်ဆိုတော့ဒီဘက်ကိုဆက်ဆွဲပါမယ်နော်ဒရီဂန်ဒီအောက်ကိုလာမယ်နော်ဒီအောက်ကိုလာမှာဆိုတော့ဒီကနေပြီးဒီကိုထောက် ဒီလိုမျိုးလေးထောက်ဆွဲလိုက်ဒါဆိုရင်အမတ်ကလေးမက်နော်အမတ်မက်ပြီးပြီဆိုလို့ရှိရင်ဒီအမတ်ကလေးကိုဆက်ဆွဲလိုက်တော့ဆမ်မတ်3ကန်3ခုရသွားပြီရသွားပြီဆိုတော့ဒီအပေါ်မှာတစ်ခုဆက်ဆွဲမယ်စုံတဲ့နေရာလေးကိုအမတ်ကလေးမက်အမတ်မက်ပြီးတော့မှဆက်ဆွဲလိုက်ကဲရသွားရောပေါ့အဲ့တော့အယောင်ချဲ့ခြင်းလဲချဲ့လို့ရတယ်အဲ့တော့ချဲ့ကြည့်အောင်အလဲမှာက အပြာလေးချဲ့ထားလို့ဆီမှာအဲ့ဒီတိုင်းလေးနဲ့သူ့အတိုင်းလေးပဲချဲ့လိုက်မယ်ဟုတ်ပြီနော်ဆိုတော့ဒီမှာဆီမတို့ရဲ့ပုံကလေးတစ်ပုံကိုရာသွားရောကဲအဲ့လိုမှမဟုတ်ဘူးတခြားနီးလဲဆီမရှိတယ်လို့ပြောပြီးတော့မှမပြောပြရသေးဘူးတခြားနီးကဘာလဲဆိုတော့ဥပမာဆီမတို့က၄စင်တီမီတာနဲ့ဆီမဆွဲလိုက်မယ်နော်၄စင်တီမီတာနဲ့ဆွဲမယ်၄စင်တီမီတာအနားတစ်ဖက်ဆိုရင်ကြံအနားနှစ်ဖက်ကလည်းဘယ်လိုလာမှာလဲ၄စင်တီမီတာပဲလာမှာပေါ့ ဆွဲတဲ့ခါကျတော့ဒီလိုမျိုးလေးဆွဲလိုက်ဆွဲလိုက်တော့ဒီမှာထဖြတ်မယ်ဖြတ်လိုက်မယ်ဟုတ်ပြီစုံတဲ့နေရာလေးဒီဘာဖြစ်သွားရည်လဲအမှတ်ကလေးမှတ်ပြီးတော့မှဆွဲချလိုက်တော့ဆံမတော်ကသုံးနာနေဒရီဂန်တစ်ခုရသွားအဲ့လိုရသွားပြီဆိုလို့ရှိရင်ဆံမတော်ဘာလုပ်လို့ရလဲဆိုတော့ဒီ၄စင်တီမီတာရဲ့အလဲတဲတဲကိုဆံမ2စင်တီမီတာနေရာလေးကိုအမှတ်ကလေးမှတ်လိုက်မယ် ောက်ပြီနော်ဒီချာလေးတော့မတ်ရမယ်ဒီဘက်ကိုလည်းပဲ၄စင်တီမီတာဆိုလို့ရှိရင်၄စင်တီမီတာနေရာလေးကိုအမှတ်ကလေးမတ်ဒီဘက်ကိုလည်းပဲ၄စင်တီမီတာဆိုတော့၄စင်တီမီတာနေရာလေးကိုအမှတ်ကလေးမယ်။ကဲဟုတ်ပြီဒီအမှတ်တွေကိုဆရာမဆက်ချလိုက်မယ်။ကဲဒါဆိုတာလေးကမလွယ်ဘူးလား။လွယ်တာပေါ့လွယ်တာပေါ့ဒီလေးလေးကပုံလွယ်တယ်ဟုတ်ပြီလား။သူ့ကိုလည်းပဲအယောင်ဆဲခြဲခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲကိုကြိုက်တဲ့အယောင်လေးကိုခြဲလိုက်လို့ရပါတယ်။ ဒါတော့ပို့ပြီးတော့လွယ်တဲ့နည်းလေးတစ်ခုဖြစ်တယ်။ဟုတ်ပြီလား။ခဲ့ဒါဆိုရင်ဆရာမတို့ဆွဲခြင်းနဲ့ဒီပုံလေးကစိုက်တဲ့နည်းနဲ့ဆွဲမယ်။ဆွဲလို့ရသွားပြီ။ဟုတ်ပြီနောက်တစ်ခုကကြတော့မလုပ်ပါလဲဆိုတော့သူကအာဒီနနာညီတရီကံကိုဆွဲမယ်နနာညီတရီကံကိုဆွဲမှဖြစ်တဲ့အတွက်ကြောင့်မလို့ကလေးတို့အနေနဲ့ပေါ့နော်တစ်ဖက်ကိုဘလောက်ထားခြင်းလဲကိုယ်တဘောအတိုင်းထားပါကိုကတိတိလေးပဲဆွဲခြင်းလဲဆိုတော့ဆင်မတရားကို3စင်တီမီတာထားလိုက် နော်ဒီဘက်ကို3စင်တီမီတာထားပြီးတော့မှဒီအနားနှစ်ဖက်ကို2စင်တီမီတာနဲ့ဆွဲကြည့်မယ်။ဟုတ်ပြီနော်ဘယ်လိုလာမလဲပေါ့နော်အဲ့ခါကျတော့ဆင်းမလာ3စင်တီမီတာတိုင်ပြီးသွားပြီဆိုတော့2စင်တီမီတာလေးကိုတိုင်ပြီးတော့မှဖြတ်တာဖြတ်ထားလိုက်မယ်။ဒီလိုဖြတ်လိုက်မယ်။ဒီဘက်ကိုဖြတ်လိုက်မယ်။ကဲစုံတဲ့နေရာလေးကိုအမှတ်ကလေးမှတ်လိုက်တဲ့အခါမှာဒါပါရသွားရောလေ တရီကန်တစ်ခုရသွားပြီဆိုတော့ဒီဘက်ကိုဘယ်လောက်လာမှာလဲ၄စင်တီမီတာလာမယ်ဒီဘက်ကိုလာမယ်တရီကန်က၂စင်တီမီတာလာမယ်ဆိုတော့၂စင်တီမီတာလာတဲ့ဟာကိုဆံမိုင်းမှာဖြတ်ထားလိုက်မယ်၄စင်တီမီတာကျတော့တိုင်းရတော့မယ်တိုင်းရတော့မယ်ဆိုတော့တိုင်းပြီးတော့မှာမှာဒါ၄စင်တီမီတာနော်ဖြတ်လိုက်သူကကျတော့၂စင်တီမီတာ Oh sorry ဆံမိုင်း၃နဲ့ဆွဲထားတာဟုတ်တယ်နော်၃နဲ့ဆိုတော့ဒီမှာလာဒီမှာဖြတ်ဟုတ်ပြီအဲ့ခါကျတော့ဒီမှာရထားတဲ့အမှတ်ကလေးနဲ့ဒီမှာလေးဆက်လိုက်ဒီဘက်ကအမှတ်နဲ့ဒီလိုလေး ဆက်ချလိုက်ဆက်ချလိုက်တော့မြေကန်နှစ်ခုရသွားပြီဆိုတော့ဒီဘက်ကိုလည်းပဲဘယ်လိုလာမလဲဒီဘက်ကို၄စင်3စင်တီမီတာလာမယ်ဒီဘက်ကို2စင်တီမီတာလာမယ်ဆိုတော့ဆရာမတို့ဒီမှာတိုင်းထားတာက3ရှိတယ်ဆိုတော့3ကလေးကိုဒီလိုလေးလှုပ်လိုက်ဒါ3စင်တီမီတာဆိုတော့2စင်တီမီတာလာရအောင်မယ်2စင်တီမီတာထောက်ဖြတ်လိုက်အဲ့တော့စုံတဲ့နေရာကိုမလုပ်မလဲအမှတ်ကလေးမှတ်လိုက်မယ် ဆုံတဲ့နေရာအမကလေးမှန်သူ့ကိုဖြတ်ဆွဲဖြတ်ဆွဲလိုက်တော့ခါကြတော့နော်ရသွားရောဒီဘက်ကိုကြဆရာမတို့ဘာလို့လိုက်ရုံပဲလေဆက်လိုက်ရုံပဲဟုတ်ပြီဒါလေးကိုလည်းကလေးတို့ကအယောင်ချေခြင်းနဲ့ဆိုရင်ချေလိုက်ပါအယောင်ချေမှပဲပူလာတာပေါ့နော် ညဟုတ်ပြီဒီဘက်ကိုလည်းတူတာလေးချဲမယ်မတူချင်ဘူးဆိုလည်းကလေးတို့သဘောကိုကြိုက်တာချဲမယ်ဟုတ်ပြီလား ကဲဒါရောအလွယ်နည်းမရှိဘူးလားဆိုတော့အလွယ်နည်းရှိတာပေါ့အဲ့တော့ဆရာမအဲ့ဒီအလွယ်နည်းလေးလေးပြောပြပေးမယ်ဟုတ်ပြီနော်အဲ့တော့ဒီ3 gain ကိုဆရာ oh sorry ဒီဒါလေးကဘာဖြစ်သွားရည်လဲဆိုတော့ student လေးတစ်ခုဖြစ်သွားပြီအဲ့ဒီ student ရဲ့အနားတစ်ဖက်ဒီဘယ်လောက်နဲ့ဆွဲလိုက်တာလဲဆိုတော့ဆရာမတို့3 cm နဲ့ဆွဲလိုက်တာနောက်ဆိုရင်3 cm အနားတွေရှိတဲ့ student လေးတစ်ခုဆရာမဆွဲလိုက်ဟုတ်ပြီနော်3 cm ဒီဘက်လဲဒါလဲ3 cm ရှားလေးတော့တိုင်ရပါမယ်ကဲဟုတ်ပြီဒီဘက်ကိုလည်းပဲဘလောက်သွားမှာလဲ3 cm သွားမယ်เนาะတိုင်းတာနည်းနည်းလွဲလို့ရှိရင်တော့ဆင်မတို့အဆင်မပြေဘူးဖြစ်လိမ့်မယ်ဆိုတော့နည်းလေးပြန်ဆွဲလိုက်မယ်ဟုတ်ပြီလားဆင်မနည်းလေးလိုသွားလို့ကဲရသွားရောဆိုတော့အပေါ်မှာလည်းပဲဘာလို့မလဲ3 cm သူ့ကိုဆက်ဆွဲလိုက် ဆက်ဆွဲလိုက်တော့ဆရာမတို့ဘာရသွားရောလဲစတူယန်လေးတစ်ခုရသွားတယ်စတူယန်တစ်ခုရသွားလို့ရှင်ဆရာမတို့ကသူ့ကိုဒီလိုမျိုးလေးဖြတ်ချလိုက်ဖြတ်ချလိုက်လို့ရှိရင်ဆရာမတို့ဘာရသွားပြီလဲပုံကလေးတစ်ပုံကိုရသွားပြီပေါ့အဲ့ဆိုရင်လည်းပဲကလေးတို့ချင်ချင်တဲ့အယောင်လေးကိုချဲပြီးတော့မှအာဒီနနာနီဒရီကန်လေးခုကိုဒီနည်းနဲ့ရသွားလိမ့်မယ်ဟုတ်ပြီလား Eh, yeah, lemnya leh. ဲ့ဒါဆိုရင်ဆရာမတို့နောက်ထပ်ကြံနေနောက်ထပ်တပုံကိုဆက်ပြီးတော့မှဆွဲမှာဖြစ်ပါတယ်အဲ့တော့ဒီပုံလေးကိုဘယ်လိုဆွဲမလဲဒီပုံကိုဆွဲဖို့ရင်အတွက်ဆရာမတို့ဆက်ဝိုင်းလေးကိုတုံးပြီးတော့မှဆွဲလိုက်ခြင်းနဲ့ဟုတ်ပြီလားတကယ်လို့ကိုကဒီအလျားပေါ့နော်2စင်တီမီတာထားမယ်ဆိုရင်ကြတော့ 2စင်တီမီတာအချင်းဝက်ရှိတဲ့ဆက်ဝိုင်းကိုဆွဲလိုက်မယ်။ကိုက3စင်တီမီတာထားပြီးဆွဲကျင်ကြတော့3စင်တီမီတာအချင်းဝက်ရှိတဲ့ဆက်ဝိုင်းကိုဆွဲလိုက်မယ်။ဟုတ်ပြီနော်။ဆက်မတော့တိတိလေးပဲဆွဲအောင်လှမှာနော်။ကြီးကြီးလေးဆိုရင်တိတ်ပြီးမလှတာဖြစ်လို့အာဒီ2စင်တီမီတာအချင်းဝက်ရှိတဲ့ဆက်ဝိုင်းကိုဆွဲလိုက်မယ်။ပထမအဦးဆုံးဆင်မတိုင်းလိုက်မယ်နော်။2စင်တီမီတာတိုင်းလိုက်မယ်။အဲ့ဒါပြီးတော့မှဆက်ဝိုင်းဆွဲမယ်။ဆက်ဝိုင်းမှာသုံးနာနီထရီဂန်တွေနဲ့ခနာပုံလေးကိုစပြီးတော့မှဆွဲလိုက်။ကဲဟုတ်ပြီ။ဒီမှာဆင်မဆွဲလိုက်မယ်။ ရသွားရောဆိုတော့ဆင်မရဒီနေရာမှာအရင်ဆုံးမလုပ်မလဲဆိုတော့ဒီဘက်မှာဒါဒီ3စင်တီမီတာအော် sorry 2စင်တီမီတာနော်2စင်တီမီတာနဲ့ဆီယမကအနားတစ်ဖက်ကိုအရင်ဆုံးဆွဲလိုက်မယ်အဲ့လိုဆွဲပြီးပြီဆိုလို့ရှိရင်ဒါ2စင်တီမီတာတိုင်းပြီးသားဆိုတော့ဒီကနေ2စင်တီမီတာထောက်ဖြက်2စင်တီမီတာထောက်ဖြက်ဖြက်လိုက်တော့ဆင်မရဒီမှာရလာတဲ့အမှတ်ကလေးကိုဆက်ဆွဲလိုက်မယ်ဒီလိုဆက်ဆွဲဒါလေးကိုဆက်ဆွဲလိုက်ရပြီနော် ကဲဟုတ်ပြီတခုရသွားပြီဆိုရင်ကျွန်တော်တို့ဒီဘက်ကိုမလုပ်လိုက်ရုံပဲလေဒီမှာထားဒီမှာဖြတ်ဒီမှာထားဒီဘက်ကိုဖြတ်ချလိုက်ဖြတ်ချလိုက်တော့ကျွန်တော်ဒီမှာရထားတဲ့ဆုံမက်ကလေးကိုဆက်ချလိုက်မယ်ကဲဒါဆိုကျွန်တော်တို့ကနှစ်ခုရသွားပြီနော်နှစ်ခုရသွားပြီဆိုလို့ရှိရင်ဒီဘက်မှာဆွဲမှာဒီဘက်မှာဆွဲမှာဆိုတော့ဒီမှာထောက်ပင်ဒီလိုဖြတ်ထားမယ်ဒီမှာထောက်ဝင်နော်ဒီလိုဖြတ်ထားလိုက်နော် sorry လိုမျိုးလေးဖြတ်ထားလိုက်ဖြတ်ထားလိုက်တော့စုံတဲ့နေရာစုံမက်ကလေးကိုအမက်ကလေးမှန်သူတို့ဆက်လိုက်ဆက်လိုက်တော့တတိကံ၃ခုရသွားပြီဆိုတော့ဒီဘက်ကိုဆွဲဖို့ရန်အတွက်ကလေးတို့ကဒီအာဒီဆက်ဝိုင်းဒီတောက်ချွန်နဲ့ထောက်ရတာခက်တယ်လို့ထင်ဒီလိုမျိုးလေးနေရာလေးကိုလှဲ့လိုက်လှဲ့လိုက်ပြီးတော့ဆင်မဒီမှာထောက်မယ်ဖြတ်လိုက်မယ်ဒီမှာထောက်ဒီမှာဖြတ်လိုက်စုံတဲ့နေရာလေးကိုစုံမက်ကလေးကိုဆက်ဆွဲလိုက်မယ် ဒါဆိုရင်လေးခုရသွားပြီ။ဟုတ်ပြီနော်။ကြည့်နောက်တစ်ခုဆက်ဆွဲမယ်။ဒီမှာထားဒါ2စင်တီမီတာအတိုင်းမီးသားဆိုတော့သူ့ကိုသေးချလေးကင်မယ်နော်။မရွေ့သွားလို့သူကျင်းသွားလို့ရှိရင်တော့ကျမတို့လိုချင်တဲ့ပုံစံအတိုင်းရမှာမဟုတ်ဘူး။အဲ့ဒါဆိုဒီမှာရှိတဲ့အမှတ်ကလေးကိုဆွဲချလိုက်မယ်။ရပြီဒီဘက်မှာတော့ဒီနှစ်ခုလေးကိုဆက်ချလိုက်ရအောင်။ကျေးဇူးဆိုဆံမတို့လိုချင်တယ်။ အဲဒီပုံလေးကိုရသွားပြီ။ဘာတွေနဲ့ဖွဲ့စည်းထားလဲ။ဒီပုံလေးကို၃နာရီ trigger 1.3456ခုနဲ့ဖွဲ့စည်းထားရခဲ့။အရာကိုချဲခြင်းနဲ့ဆိုလို့ရှိရင်ဆရာမတို့အဲဒီကလေးတို့ကြိုက်တဲ့အရာလေးကိုအဲမချဲချဆဲချဲလိုက်လို့ရတယ်ဟုတ်ပြီနော်။ကဲဒါဆိုလို့ရှိရင်တော့ဆရာမတို့လူချင်းတဲ့ပုံလေးကိုရသွားပြီ။ဆရာမတို့ colorful ဖြစ်တော့အရာတွေကို ကုန်လုံးစိုးချလိုက်တယ်ဟုတ်လားကဲဒီတော့ကလေးတို့ကဒီပုံကိုဆွတ်တက်သွားပြီလို့ဆရာမယူဆပါတယ်အဲ့တော့ဗီဒီယိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်ပုံဆွတ်တက်တယ်ဆိုလို့ရှိရင်ဆရာမရဲ့ဗီဒီယိုဒီကို like comment လုပ်ပေးပါနောက်ကအောက်ကပေါ့နော်နံပါတ်9ကကြာတော့ဆရာမနောက်ဗီဒီယိုမှာမှဆက်ပြီးဆွတ်ပြပေးမှာဖြစ်ပါတယ်ဆရာမစီမှာလည်းအချိန်မရှိတော့တဲ့အတွက်ကြောင့်ပါကျေးဇူးများရင်တင်ပါတယ်ရှင်